ဒီနေ့အော်တိုဘာ၄ရက်နေ့အတွက် People's Win ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးတော့ပါမယ်ရှင်။မန္တလေးတက္ကသိုလ်200ပြည့်ပွဲကိုတက်ရောက်ဖို့လာတဲ့စစ်ကောင်းဆောင်ခိတ္တအတဲကိုတဲ့အလဲပိုင်းတိုင်းစစ်ဌာနချုပ်လပခအတွင်းကိုတရခုနှစ်မမအ short တိုက်တုံးနဲ့ပြစ်ခတ်တက်ခိုက်ခဲ့တယ်လို့ Brick Warrior for Myanmar တာဝန်ရှိသူက People's Win ကိုပြောပါတယ်။ဒီနေ့မနက်6:15မိနစ်မှာအလဲပိုင်းတိုင်းစစ်ဌာနချုပ်နန်းတွင်းနဲ့ကို short တိုက်တုံးနှလုံးပြစ်ခတ်ခဲ့တာလို့သိရပါတယ်ရှင်။ စကိုင်းတိုင်းဒဇယ်ရေဦးလမ်းပိုင်းစိုးမိုးရေထုတ်စစ်ဆင်လာတဲ့စစ်ကောင်စီတပ်စစ်ကြောင်းအထိနာပြီးပြန်ဆုတ်သွားတယ်လို့ဒေသတွင်းစစ်ရေးတာဝန်ရှိသူကပြောပါတယ်။ကမ်ဘလူးမြို့နယ်ဘက်ကနေဒဇယ်မြို့နယ်ကိုစစ်အင်အားဖြည့်ပြီးတဲ့နောက်ဒဇယ်ရေဦးကားလမ်းမကိုအော်တိုဘတရက်ကစပြီးစစ်ကောင်စီကစစ်ကြောင်းထိုးလာတာလို့ဆိုပါတယ်ရှင်။မန္တလေးတိုင်းမေထီလာမြို့ပေါ်မီတာစကန်တစ်ခုကအဆိုင်ကန်60နီးပါးဖယ်ရှားပေးဖို့စစ်ကောင်စီလက်အောက်ခံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကစာထုတ်လိုက်တယ်လို့ဒေသခံတွေကပြောပါတယ်။ အထိဆိုင်ငန်းတွေကို2024ဒီဇင်ဘာ20ရက်ကတကြိမ်စာထုတ်ခဲ့ပူပြီးအခုကဒုတိယတကြိမ်ထပ်မံနှင်ထုတ်တာဖြစ်တယ်လို့ဒေသခံတချို့ကဆိုပါတယ်ရှင်။ကချင်တိုင်းရင်းသား MMA fighter အောင်လာအန်ဆန်ဟာဒီနေ့မနက်ပိုင်းကကစားသမားဘဝအနောက်ဆုံးနှုတ်ဆက်ပွဲထိုးသက်ခဲ့ပြီးပြိုင်ဘက် Sweden fighter ကိုဒုတိယအချိန်မှာအလဲထိုးနဲ့အနိုင်ရရှိခဲ့ပါတယ်။အသက်40အရွယ်အောင်လာအန်ဆန်ဟာ MMA ပြိုင်ပွဲ55ပွဲထိုးသက်ခဲ့ပြီး32ပွဲနိုင်14ပွဲရှုံးနိမ့်ခဲ့ပါတယ်ရှင်။